ေါ်ဖီထုတ်ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြောပြပါမယ်။ဂေါ်ဖီထုတ်ရဲ့ကောင်းကျိုးများအာဟာရတကြွယ်ဝခြင်းဂေါ်ဖီထုတ်မှာဗီတာမင် C, ဗီတာမင် K, ဖောလိပ်ပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။ဒါ့အပြင်အမြင်တက်လဲများတာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဓာတ်တိုးစန့်ကျင်ပစ္စည်းများပါဝင်ခြင်း ေါ်ဖီထုတ်မှာအင်တီအောက်ဆီဒင်းလို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်ဆဲတွေပျက်စီးခြင်းကို ကာကွယ်ပေးပြီးနာတာရှည်ယောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းကော်ဖီထုတ်မှာရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ဂုဏ်သက်တီတွေပါဝင်တာကြောင့်အစစ်မြစ်ရောင်ယောဂါနဲ့အခြားရောင်ရမ်းမှုဆိုင်ရာယောဂါတွေကိုတက်တာစီပါတယ်။ဦးလန်းချောင်းကျမ်းမာရေးကိုအထောက်အကူပြုခြင်း ကော်ဖီထုတ်မှာအမြင်တတ်များစွာပါဝင်တာကြောင့်ဦးလန်းချောင်းကျမ်းမာရေးကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုတက်တာစေပါတယ်။ကိုယ်လေးချိန်ထိညှိပေးခြင်းကော်ဖီထုတ်မှာကယ်လိုရီနည်းပြီးအမြင်တတ်များတာကြောင့်ကိုယ်လေးချိန်ထိညှိလိုသူတွေအတွက်သင့်တော်ပါတယ်။ကော်ဖီထုတ်ရဲ့ဆိုးကျိုးများလေပွားခြင်းကော်ဖီထုတ်မှာ raffinos လို့ခေါ်တဲ့တခြားဓာတ်တစ်မျိုးပါဝင်တာကြောင့်အချို့လူတွေမှာလေပွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ တိုင်းရိုက်ပြဿနာဂေါ်ဖီထုတ်မှာ goitrogen လို့ခေါ်တဲ့ဂျက်ပေါင်းတွေ ပါဝင်တာကြောင့်တိုင်းရိုက်ကလင်းရဲ့လုံဆောင်ချက်ကိုထိခိုက်စေနိုင်ပါတယ်။တိုင်းရိုက်ပြဿနာရှိသူတွေအနေနဲ့ဂေါ်ဖီထုတ်ကိုအလွန်အကျွံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။သွေးကျဲစေးနဲ့ဓာတ်ပြူခြင်းဂေါ်ဖီထုတ်မှာဗီတာမင် K ပါဝင်တာကြောင့်သွေးကျဲစေးတောက်နေသူတွေအနေနဲ့ဂေါ်ဖီထုတ်ကိုအလွန်အကျွံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ဓမ္မတဲ့ခြင်း အချို့လူတွေမှာဂေါ်ဖီထုံနဲ့ဓမ္မတဲခြင်းဖြစ်တတ်ပါတယ်ဓမ္မတဲတဲ့လက္ခဏာတွေကတော့အင်ပြင်းထခြင်းရာရံခြင်းနဲ့အသက်ရှူရခက်ခြင်းတို့ဖြစ်ပါတယ်အကြံပြုချက်ဂေါ်ဖီထုံကိုအလွန်ကြုံမစားသုံးဘဲညှတာစွာစားသုံးခြင်းဖြင့်ကောင်းကျိုးတွေကိုရရှိနိုင်ပါတယ်ချက်ပြုတ်တဲ့အခါမှာလည်းရေနွေးဖြောပြီးချက်ပြုတ်ခြင်းဖြင့်လေဘွားခြင်းကိုလျှော့ချနိုင်ပါတယ်ဒီချက်လက်တွေကဂေါ်ဖီထုံအကြောင်းကိုပုံမူသိရှိစေဖို့ အထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ဖို့အကြံပြုပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။